မင်္ဂလာမင်္ဂလာနည်းနည်းခင်းပါခင်ဗျာမင်္ဂလာပါဒီနေ့တော့ကိုမိုးကာနုပညာရဲ့ဝါရဲကရတဲ့သင်ငန်းစာများဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ဖတ်ပြပေးပါမယ်ကျွန်တော်ကတော့ကားချစ်သူမိဘပြည်သူများမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက်မိမိဘွာရဲကရတဲ့သင်ငန်းစာတွေကိုတင်ဆက်ပေးတယ်ကားနဲ့ပတ်သက်ပြီးတော့ဥပဒေတွေတင်ဆက်ပေးတယ်ကားလေးရောင်းချပေးတယ်ကားလေးကိုပြသပေးတယ်ကားလေးအလဲထက်ပြုလုပ်ပေးတယ်ကားလေးတွေကိုပြန်လည်ဝယ်ယူပေးနေတယ် ကုမောကာနုပညာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီနေ့တော့ကျွန်တော်ကုမောကာနုပညာရဲ့ဘွားရဲရတဲ့သင်ခန်းစာဆိုတဲ့စာအုပ်လေးတွေကအเจ้าညာလေးတွေကိုအနည်းငယ်ဖတ်ပြပေးနေလူငယ်လေးတွေအတွက်မိမိရဲ့ငွေချင်းမိတ်ဆွေတွေအတွက်ဘွားအတွက်သင်ခန်းစာတစ်ခုခုရရှိကြပါသည်လို့ယူရပြီးတော့တင်ဆက်လိုက်ပါတယ်ခင်ဗျာကဲဒီအเจ้าညာလေးတွေကမာဘာလေးပါလဲဆိုတော့ကျွန်တော်တို့စွမ်းအားရှိသောနှုတ်ထွက်စကားလုံးများဆိုတဲ့အဓိပ္ပာယ်เนาะ ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့သကလုံးတွေဆိုတာစွမ်းအားကြီးတယ်ဒီသကလုံးကနေတစ်ဆင့်ကျွန်တော်တို့ရဲ့နားထဲကိုရောက်တယ်နားထဲကနေမှအုံနောက်ကနေဝေပန်ပိုင်းချပြီးတော့ကျွန်တော်နှလုံးသားထဲကိုရောက်ရှိရတယ်ဒါကြောင့်မလို့ကျွန်တော်တွေရုပ်ရှင်တွေကြည့်တယ်ရုပ်ရှင်တွေကြည့်တဲ့အခါကျရင်ကျွန်တော်တို့ကောင်းမွန်တဲ့ရုပ်ရှင်တွေကိုကြည့်တယ်ကောင်းမွန်တယ်ဆိုတော့ကျွန်တော်စိတ်ခွန်အားရှိတဲ့ရုပ်ရှင်တွေကျွန်တော်တို့စိတ်ခွန်အားရှိတဲ့ရုပ်ရှင်တွေဆိုတာတကယ်တည်းကျွန်တော်သူရဲကောင်းရုပ်ရှင်တွေပေါ့ဒီလိုရုပ်ရှင်တွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ရဲ့စိတ်နှလုံးအားကျွန်တော်တို့ တက်ကြွရှင်လန်းပြီးတော့ကျွန်တော်တို့ကြိုးစားခြင်းသေးရှိတယ်ဒီလိုပဲကျွန်တော်တရေကားတွေကြည့်တယ်ကြောက်မက်ွယ်ကားတွေကြည့်လို့ရှိရင်ကျွန်တော်တို့ကြောက်တဲ့စိတ်တွေဖြစ်လာပြီးတော့ကျွန်တော်တို့တစ်ခါလေကြာရင်ကျွန်တော်တို့အဲ့အိမ်ထဲမှာတယောက်ထဲတောင်မနေရဘူးကျွန်တော်တို့မီးပိတ်ပြီးတော့မှအိပ်ရဲဘူးဒီလိုကျွန်တော်နှလုံးသားတွေယူသားတယ်တကယ်ယူသားတယ်ကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်ကောင်းမွန်တဲ့စကားလုံးတွေနော်အောင်မြင်စေမဲ့စကားလုံးတွေကိုပြောခြင်းအားဖြင့်ကျွန်တော်ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်စေနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ကောင်းတဲ့စကားလုံးတွေမင်္ဂလာရှိတဲ့စကားလုံးတွေကိုများများနားထောင်အောင်ဖြစ်တယ်နော် များများနားထောင်ရမယ်မိမိနားထောင်ပြီးရဲ့ပြင်မိမိကိုယ်တိုင်လည်းများများပြောရမယ်မိမိရဲ့မိတ်ဆွေတွေတငယ်ချင်းတွေမိမိရဲ့သားသမီးတွေကိုများများလေးကျွန်တော်ပြောပြရမှာဖြစ်ပါတယ်။ကျမ်းမာရေးကောင်းတဲ့စကားလုံးတွေကိုများများပြောပြရမယ်ဒါကြောင့်မလားကျွန်တော်ကျမ်းမာရေးကောင်းမယ် စည်းဝါးရေးကောင်းစီမဲ့စကားလုံးတွေကိုများများပြောမင်္ဂလာပါကိုကြီးမင်္ဂလာပါမအေးမင်္ဂလာပါတငယ်ချင်းစသဖြင့်အာစည်းဝါးရေးတွေကောင်းလားစည်းဝါးရေးတွေကောင်းတယ်စသဖြင့်ကျွန်တော်တို့မကောင်းတဲ့စကားလုံးတွေမပြောတာအကောင်းဆုံးပဲဖြစ်ပါတယ်လို့ဒီနေ့ကျွန်တော်တို့ကိုမိုးကားနုပညာရဲ့ဘွားရဲရရတဲ့သင်ခန်းစာများစာအုပ်ကနေပြီးတော့ကျွန်တော်တို့ထုတ်နှုတ်ပြီးတော့ပြောပြလိုက်ပါနော်ကျွန်တော်တို့ကြိုးစားနေတယ်အဲကျွန်တော်တို့ကောင်းတယ်ကျွန်တော်တို့ကတိုးတက်မဲ့သူတွေပဲမင်းဟာမိမိသားသမီးဆိုရင်ဒါမင်းဟာတိုးတက်မဲ့သူပဲမိမိရဲ့တပည့်ဆိုလို့ရှိရင်လည်း တိုးတက်မဲ့သူပဲဆက်တော့ဆိုလို့ရှိရင်လည်းမိမိကိုကိုမိမိနော်ကျွန်တော်အောင်မြင်ရမယ်တိုးတက်ရမယ်ဆိုတဲ့စကားလုံးတွေမိမိကိုယ်တိုင်ကြားရောင်ပြီးတော့ပြောရမှာဖြစ်ဒါကတော့ကျွန်တော်တို့စွမ်းအားပေါ့နော်ကျွန်တော်တို့နှုတ်ထွက်စကားလုံးများရဲ့စွမ်းအားများဆိုပြီးတော့ကျွန်တော်တို့အကြောင်းအရာလေးရနေပြီးတော့ကျွန်တော်ဒီနေ့မှာတော့အနေငယ်ကျွန်တော်တို့ကိုးကားပြီးတော့တင်ဆက်လိုက်ပါခင်ဗျာစီးပွားရေးလုပ်ငန်းဘောင်းဆောင်တွေမှာကြတော့ကျွန်တော်တို့ စကားလက်ဆောင်နေနဲ့ရိုးရိုးလေးပဲเนาะအမှန်တရားတွေကအမြဲတမ်းရိုးရှင်းပြီးတော့လွယ်ကူနေတာဖြစ်ပါတယ်အကျွန်တော်တို့တွေစီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာကျွန်တော်ဘယ်စီးပွားရေးကိုပဲလုပ်လို့ကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံအနှံ့မှာစီးပွားရေးလုပ်ငန်းပေါင်းစုံရှိတယ်နေပယ်ပေါင်းစုံကစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့သူတွေရှိတယ်ဟိုစိုက်ကားအနေနဲ့သူကနေစပြီးတော့ဟိုကားရှိုးရုံးပိုင်ရှင်တွေရွှေဆိုင်ပိုင်ရှင်တွေစိန်ဆိုင်ပိုင်ရှင်တွေအထိရှိတယ်ကျွန်တော်တို့လူသားတိုင်းလူသားတိုင်းမှာမင်္ဂလာပါဆိုတဲ့ စကားလုံးကိုသုံးနှုန်းချင်းဖြင့်စီးပွားလလာပတ်တိုးတက်ကြပါသည်နော်ကောင်းမွန်တဲ့စကားလုံးတွေကိုပြောခြင်းအပြင်ကျွန်တော်တို့မိသည့်နယ်ပယ်မှာမဆိုပဲကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းအချင်းချင်းကောင်းမွန်တဲ့စကားလုံးတွေလူလူချင်းတွေ့လို့ရှိရင်ကျွန်တော်တို့မိတ်ဆက်စကားတွေမင်္ဂလာပါကိုကြီးမင်္ဂလာပါမကြီးပြောခြင်းအပြင်စီးပွားလလာပတ်တိုးတက်နိုင်တယ်မိမိရဲ့ဆိုင်ကိုလာတယ်ဧည့်သည်လာတယ်အကိုကြီးမင်္ဂလာပါထိုင်ပါဦးမင်္ဂလာပါရေလေးသုံးဆောင်ပါအောင်စသဖြင့်ကျွန်တော်တို့ ကောင်းမွန်တဲ့နှုတ်ထွက် စကားလုံးတွေကိုတုံးချင်းအားဖြင့်စီးပွားလက်လာဘက်ခုမျိုးတိုးတက်ပြီးတော့မိမိမှာလက်လာဘက်ဒီကောင်းစီမှာဖြစ်ပါတယ်။ချမ်းမာရေးဒီကောင်းစီမှာဖြစ်ပဲဖြစ်ပြီးတော့စိတ်နှလုံးသားတွေအေဂျင်စီမှာဖြစ်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအေဂျင်စီတဲ့အတိတ်နိမိတ်တွေစောင်းလာမှာဖြစ်ပါတယ်လို့ပြောကြရင်လည်းဒီနေ့မှာတော့ပိုမိုကားနုပညာရဲ့ဘွာတွေကရတဲ့သင်ခန်းစာများစာအုပ်ကနေပြီးတော့ထုတ်လုပ်ပြီးတော့တင်ဆက်လိုက်ပါတယ်ခင်ဗျာ။ကဲကားလေးများသွားဖို့တနေရာထဲမှာရွေးချယ်ပြီးတော့ဝယ်ယူခြင်းတော့ပိုမိုကားနုပညာတွေကြွာလန်းခဲ့ပါကြာပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်တဲ့နေကလေးတွေကိုနေ့စဉ်နေ့တိုင်းပိုင်ဆိုင်ပြီးတော့ဘဝမှာစိတ်နှလုံးတွေအေဂျင့်ကြပါသည်လို့ဘုမောကတို့ပညာစုမုံအောင်တောင်းလိုက်ပါခင်ဗျာ